ခုကာလဟာရေနှဲကာလကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်အင်းဝမြို့ဟောင်းဤ AR မြေကြောင်းတွင်မှရှင်ဟောင်းပစ္စည်းနဲ့တနိုင်တပိုင်ရွှေ့ကျင်တဲ့လုပ်ငန်းတွေစတင်လုပ်ကိုင်နေကြပြီဖြစ်တယ်လို့သိရပါဗျ။ AR မြင့်ရဲ့စတင်ကြဆင်းတက်တဲ့အော်တိုဘာလခန့်အစတင်ပြီးမက်စလာခန့်အထိမြင့်အတွင်းမှာရေအောင်မြေကိုရယူပြီးရွှေကျင်ရကနေရှင်ဟောင်းပစ္စည်းအချို့ပါရရှိတက်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ရွှေကျင်ရမှာ AR မြင့်အောက်ပေ40ကျော်အထိကြောက်စုကျုံနေငုံက ရေအောင်မြေကိုဘုံတွေနဲ့တဲပြီးရွှေ့ကျင်ကြတာဖြစ်ပါတယ်။ဒီလိုရွှေ့ကျင်ရာကနေရွှေမုံအစအနများခဲတတုမြေစေးရိုးရွှေလက်စုတ်ဆေးကြောက်ပြင်းဒင်္ဂါပြားနေရယုံဟင်းသာယုံစားတဲ့အခြားရှင်ဟောင်းပစ္စည်းအပိုင်းအစတွေကိုလည်းတွေ့ရှိရတတ်တယ်လို့သိရပါဗျ။အင်းဝမြို့ဟောင်းတောင်တော်စိတ်ကမ်းမှာရွှေ့ကျင်နေတဲ့ဒေသခံတအူးက ညည်ရကြချိန်မှာအခုလိုတနိုင်တစ်ပိုင်းရွှေ့ကျင်ကြပြီးအဓိကကတော့ဝမ်းစာအတွက် ရိုးရိုးသားသားရှာစားနေကြတာဖြစ်ခါတနေ့ကိုငွေကျပ်1500ကနေအများဆုံး9000ကျပ်လောက်အထိရတယ်လို့ပြောပါရယ်အခုလိုရွှေ့ကျင်နေကြတဲ့ ARE မြေကြောင်းဟာအရင်ကမင်းနေပြည်တော်ဖြစ်ခဲ့ပြီးအင်္ဂလိပ်မြန်မာစစ်ပွဲတွေကြောင့် ARE မြေအောက်ကျမ်းပြင်မှာစစ်သည်မော်လှေနဲ့အခြားအဖို့ရပစ္စည်းတွေရေအောက်မှာနှိမ့်ညွှန်းလျက်ရှိနေရလို့မှတ်တမ်းတွေအရာသိရပါရယ်